relationship advice for women wisdom leads ဘာကြောင့်ဖောက်ပြန်ခံရတာလဲမိန်းကလေးအများစုမသိတဲ့ယောက်ျားနဲ့အချစ်အကြောင်းပြောမယ်ကဘာပတ်အမေရိကန်အချစ်ဆရာဝန် channel ရကျူဆိုပါတယ်ဘယ်နေရာကြည့်လဲကိုမအောင်မရတာပါအခုတလောအင်တာနက်မှာ YouTube celebrity wisdom leads နဲ့သူ့အမျိုးသားဖောက်ပြန် တဲ့အကြောင်းနမန်ကြီးနေပါလေဒီအမျိုးသမီးကိုညီမလေးတို့သိပါသလားဘယ်လိုမျိုးသိတာပါလဲခေါမအမညီထားပါဒီအမျိုးသမီးကတော့ YouTube မှာဆိုရင် subscriber တော်တော်များတယ်8.07 million ရှိသူကတော့မိန်းကလေးတွေကိုဘဝကိုတိုးတက်အောင်ဘယ်လိုလုပ်မလဲ confidence ရှိအောင်ဘယ်လိုနေမလဲအဲ့ဒါတွေပြောတဲ့ အမျိုးသမီးဖြစ်ပါတယ်။သူကတော့အချစ်အကြောင်း relationship အကြောင်း relationship coach မဟုတ်ပါဘူး။တချို့ internet post မှာပြောထားတယ် relationship coach ဆိုမှဖောက်ပြန်ခံရဆိုရင်ဘယ်လိုလုပ်မလဲ။အမှန် तू က relationship coach မဟုတ်။ तू ကအချစ်ပညာတကယ်ကျွမ်းတယ်ဆိုရင်ဖောက်ပြန်ခံရမှုကအရင်အရင်ရှားပါတယ်။နော်အဲ့ဒါဒီဗီဒီယိုလေးအဆုံးထိကြည့်ပါဆိုတော့ညီမလေးတို့ယောက်ျားလေး အဓိကတိစ္ဆာရှိဟာအချစ်ဆက်စွာပါလဲစွာတည်သွားမှာဖြစ်တယ်အဲဒါကြောင့်အချစ်ရေးမှာပို့ပြီးတော့ကန်ကောက်လာမှာလေသူဗီဒီယိုကတော့ popular fake ရဲ့ဗီဒီယိုက this will change your life confidence baby နော်အချစ်ကြောင့်ဘာမှမပြောကိုယ်က self development self help အကြောင်းပြောရပါ သူ့ရဲ့အမျိုးသားရောသူ့ရဲ့အမျိုးသားလဲ YouTube မှာ gamer သူ့ပွားနိုင်နိုင်မီနီယာရှိတယ် เนาะနောက်ဆုံး post star video ကတော့3လကြာနေ gaming ပေါ့အဲ့လိုမျိုးတွေ့တယ်သူနဲ့စရင်ဟိုဟာတွေ့တယ်ခင်တယ်ပြီးတော့မှ꽌ွားတယ်ပြီးတော့ပြန်ပြီးတော့မတွေ့ဖြစ်ဘူးပေါ့เนาะတွဲတော့မတွဲပါဘူးမတွေ့ဖြစ်ဘူးဒါပြန်တွေ့ရခါမှာပြန်ပြီးတွဲတယ်ပြောတယ်ဒီမျိုးသမီးကဘယ်လိုဖြစ်လဲဆိုတော့သူအရင်ကရီစာရှိတယ်အဲရီစာအရင်သူ့ကိုကောင်းတယ် အဲ့တော့ तू က comfort zone နဲ့ရောက်နေတယ်ရောက်နေတဲ့အတွက်ကြောင့်အေးမဖြစ်ဘူးအဲ့ရီစာပြစ်ပြီးတော့နောက်ထပ်ရီစာရှာဒီရီစာလည်းကြာတော့ကိုဝင်လေးလရှိတဲ့အခါမှာဒီရီစာနော်တခြားကောင်မလေးရဲ့ Snapchat တို့ message ပို့တယ်ပြောတယ်အာဝစ်လေအောင်ပဲပြောရတယ်နော်ညီမလေးကိုဘလို့ထင်ပါနဲ့ဘာကြောင့်သူဒီလိုမျိုးဝစ်လေတာကိုထင်ပါနဲ့ ကိုမအောင်မှာရေးထားတယ်ပါဒီဗီဒီယိုလေး post လုပ်တာမကြားသေးဘူး question answer with husband သူကတော့ husband ပြောထားတယ်အမေကစိတ်မစိတ်ဆက်ထားတာစိတ်ဆက်ပြီးတော့ကလေးလေးလာဖြစ်သွားပြီအဲကြောင့်ညီမလေးကိုဘယ်တော့မှအပြိုစင်စစ်ဆိုရင်အိမ်တော်မပြုတ်ပဲနဲ့နော်အတူမနေနဲ့အပြိုမစစ်တော့ဆိုတော့ညီမလေးကိုဒုက္ခရောက်နေမယ်။ဘာကြောင့်လဲသိလား ရှေ့ရယောက်ျားကိုပေးပြီးရင်တော့ဒုတိယယောက်ျားစားတယ်ဂျင်းနဲ့မှမဟုတ်သူနောက်နောက်ယောက်ျားနဲ့မပေးဘူးဆိုရင်ဂျင်းနဲ့မှမဟုတ်เนาะအဲ့ဒါကြောင့်အကောင်းဆုံးနီးတဲ့ကလက်မထက်ခင်အထိအပြိုစစ်စစ်ပေါ်အောင်ထိန်းတာအကောင်းဆုံးပဲချွင်းချက်တစ်ခုတော့ရှိရပေါ့ကိုဘွားကိုလက်ဖြောက်ကြည့်လို့ကပြောင်းလဲသွားမယ်မိနန်နာကဘာပတ်ချင်တယ်ကွန်ဒိုမီနီယံနေတယ်เนาะပြီးတော့ကိုမိသားစုရတဲ့အဆင်မပြေဘူး အဲ့လိုမျိုးဆိုရင်ရော ကြောင်းလည်းမတက်နိုင်ဘူး။အေးအဲ့မီနန်နာနဲ့တွဲကြောင်းကို तू ကကိုဘောတိုးတက်လို့ပြမဆိုရင်ရောသူ့ကိုပေးရတာတန်တယ်နော်။ကို့ကိုတကယ်ချစ်တယ်ဆိုရင်ပြောပါ။နော်များတော့အဖြစ်ချမ်းသာရဲ့ယောက်ျားလေးတော်ရဲ့ယောက်ျားလေးရထိတ်ဆုံးရောက်တဲ့ယောက်ျားလေးရအိမ်တော်ပြုတ်ဖို့ဆိုတာအရင်အရင်ခဲရင်တယ်။ညီမလေးကိုမချစ်လို့မဟုတ်ဘူး။ဒါပေမဲ့ तू အိမ်တော်ပြုတ်ဖို့ဆိုရင် risk အရင်များအဲ့ကြောင့်မပြုတ်လား။နော်။ အဲ့လိုမျိုးချွင်းကျက်တော့ရှိတယ်ဒါပေမဲ့များတော့အဖြစ်ဒါတော့အင်တာဗျူးပြီးမှ အတူအဲ့ဒါအကောင်းဆုံးပဲเนาะအဲ့ရောဘာဖြစ်တာဒီဗီဒီယိုပို့ဆိုတော့တိတ်မျိုးမကြတယ်တိတ်မကြသေးပဲပဲအာချက်ချင်းအာဖောက်ပြဲတဲ့တည်င်းကထွက်လာเนาะအာတခြားသူ့တည်ရင်ချင်းရဲ့တကယ်ကြီးကောင်မလေးကို तू က message တော့ပို့อ่ะအဲ့ရော तू နှစ်ယောက်နာမည်ကြည့်မလားတိရောဆိုတော့ သူ့တယ်ရင်ကြီးစီနားပေါပါနားပေါပါပြီးတော့သူ့ပြန်ပြောပြတယ်အဲ့ဒါတခါလေးကြာရင်ညီမတို့ပတ်ထားနေဘလို့ပဲဖြစ်နေပါမစေနော်အမားပြောမှာဆို message ပို့အားလောင်းနဲ့ကိုကလေးကိုအဖေမမဲ့တဲ့ကိုထင်တယ်နော် message ပို့ဟာဘာကြောင့်ယောက်ျားလေးရဒီလိုမျိုးအရဲစွန့်ပြီးတော့ message ပို့ရတယ်မိန်းကလေးခိုးစားမှာဆိုရင်ပေါ်ဖို့ပြန်ရှာရင်ဘာကြောင့်တည်ရ ညီမလေးကိုယောက်ျားလေးအများအားရ message ပို့တယ်။အဲညီမလေးဖောက်ပြက်ချင်တယ်ဆိုရင်ဒီနေရာမှာတွေ့မယ် coffee တောက်တောက်မယ်တောက်တောက်လိုက် coffee view by hotel ရောက်ရောက်ပါညီမလေးကိုခိုးစားဖို့လွယ်တယ်။နော်ဖောက်ပြက်ဖို့လွယ်တယ်။အာယောက်ျားလေးကဘာကြောက်ခက်တာလဲ။ယောက်ျားလေးကြိုးစားရတယ် message ပို့ရတယ်။မိန်းကလေးအများကြီး message ပို့တော့အပြင်မှာတွေ့တွေ့ပြီးတော့မှမိန်းကလေးနော်10% 20%အောင်မယ်ကိုယ်စိတ်ဝင်စားစိတ်ဝင်စားတာပါအဲ့ရမှာ နည်းနည်းထက်ရှားပြီးတော့မှကိုယ်နဲ့အိတ်တာဖြစ်တာနော်ဝိုင်းနိုင်ဆိုင်ရကန်ကောင်းရဖြစ်ဖြစ်အောင်ပေါ့နော်ဒါပြီးယောက်ျားကြီးတော့အရန်ခက်တယ်အဲအကြောင်း तू ကမိသွားတာနော်မိသွားရင်မိမတဲ့ယောက်ျားဘယ်ဟာမိလွယ်ဆိုယောက်ျားတွေပုံမိတယ်အဲအကြောင်းမိလွယ်တာနော်ဒါပေမဲ့အဲ့ဒါကိုတကယ်မချစ်ဘူးပြောမြောင်းတကယ်ချစ်မချစ်ဆိုတာဗီဒီယိုရဲ့အဆုံးမှာတင်းရှာကြည့်ပြီးတော့ညီမလေးကိုနားလည်ပါမယ်နော်အာ तू ပါပြောရဲဆိုတော့နားထောင် It's not a, a, great message. It's honestly a toxic message. This thing I've seen people saying of like, oh, you can never trust a man. Like, never trust your husband. Like, he may he may just cheat on you. You never know. It's like, at the end of the day, the man and the woman have to be trusting each other and taking yeah. that. You, it's a that is what builds a good relationship. Yeah, it is a course. foundation of trust. But I would say. ိတ်မကြတယ်เนาะအာအခုတလောဒိဒီခိတ်မှဒိနေလို့နေရာမှာယောက်ျားနဲ့မိန်းမနဲ့ပြက်တနာပါဖြစ်ရဆို message ရထွက်လာเนาะလူတွေပြောကြအော်ယောက်ျားဘယ်တော့မှမယုံပါဘူးလို့เนาะအာအဲ့လိုမျိုးဆိုတော့ယောက်ျားတွေကအမြဲခိုးစားမှာပဲလို့ဖောက်ပြန်မှာပဲလို့ပြောကြပြောကြအဲ့လို message ကမကောင်းပါဘူးရှစ်ရှစ်တည်းတယောက်တယောက်ယုံကြည်မှုတော့အရေးကြီးတယ်အဲ့လိုပြောပြီးတိတ်မကြအောင် तू message ပို့ရတယ်တွေ့တော့ तू တည်ရင်ချင်းရတယ် तू တည်ရင်ချင်းစီကိုเนาะ အာအမသူပို့ထားတဲ့ကောင်မလေးကသူ့တင်ရင်းစီတော့ပြောပြတယ်ပြောပြပြီးတော့သူနားပေါက်သွားတော့အပြစ်တရာတက်လာနောက်နောက်ရမှာတိတ်မပြောကြအောင်เนาะအာသူကလည်း message ပို့နေရင်လည်းအဲ့ကောင်မလေးကိုအာသူနောက်လိုက်ရပါတယ်ပြန်တောင်းပန်တယ်ပြန်တောင်းပန်ပြီးနောက်ကြပါရင်ကောင်မလေးကအဲ့လိုမျိုးသွားပြောတယ်အဲ့ကြောင့်ပြောရမှာဆိုရင်ညီမတို့တခြားစဉ်းစားတော့ဒါကခလေးရရှိပြီးပါပြီခလေးအဖေအဖေမေအဖေဖြစ်တယ် ကောင်မလေးကတခြားကိုကအရန်နဲ့မကြည့်နဲ့ကြောက်ချဖြစ်နေကို့မနာလို့သူနှစ်ယောက်ကချစ်တာကြက်တာပုံတယ်အများအများကြီးတင်တယ်တင်တော့မနာလို့လူရှိမှာမယ်ဒါတဘာပါမယ်အာကိုပြောချင်တဲ့ဘောကယောက်ျားလေးကိုဖောက်ဖျက်တာကိုခွင့်လို့ဖို့ပြောတာမဟုတ်ဘူးเนาะ message တော့နဲ့တခြားမိန်းကလေးရဲ့တွားအိတ်တာတော့နဲ့ one night stand တော့ဆိုတော့ယောက်ျားလေးကိုဖောက်ပြန်တယ်လို့မဆိုလို့မိန်းညီမလေးကတော့ ဖောက်ပြန်တယ်ထင်ပါဒါပေမဲ့ညီမလေးကမင်းကလေးစိတ်နဲ့တွေ့ရမင်းကလေးကလုံးဝစိတ်မဝင်စားမကြိုက်ဘူးဆိုရင်တခြားယောက်ျားလေးကိုစာနဲ့အောင်မပို့ပို့စင်စင်မရှိပို့လာတဲ့မင်းကလေးစာပို့ရဆိုတာဒါလုံးဝဖောက်ပြန်တာဘယ်လိုမျိုးကစာပို့ရဆိုညီမလေးကိုယောက်ျားကိုမကြိုက်တော့အဲ့ဒါဆိုတခြားယောက်ျားလေးကိုစိတ်ပါအဲ့ချိန်မှာ message ပို့ဒါကတကယ်ဖောက်ပြန်တာယောက်ျားလေးကြောက်လို့မဟုတ်ယောက်ျားလေးတခုလိုလေးအခါကျရင်တခြားမင်းကလေးစီကအဲ့မင်းကလေးလုံးဝမကြိုက်ဘူးဒါပေမဲ့ စိတ်လိဟာနေချင်းကြရင်စိတ်ရံသွားတယ်ဒါကိုယ်မချစ်လို့မဟုတ်ချစ်တယ်เนาะအဲ့တော့ reset လေးစားဘာလိမလိုအပ်လဲဆိုတော့တွားပြီးတော့မကြည့်ခင်ဒီဗီဒီယိုကြည့်ရမှာဆိုရင်ညီမလေးတို့ကတော့ထင်ပါပဲเนาะဒီယောက်ျားလေးကဒီချစ်တဲ့ဟာတွေပြပြီးတော့ဖောက်ပြန်နေမှာလားဆိုတာထင်သွားနေမယ်အာကြည့်ကြည့် ဲ့လိုမျိုးချစ်တဲ့ပုံတွေပြပြီးတော့ဖောက်ပြန်နေရမယ်ဆိုပြီးတော့เนาะအဲ့လိုမျိုးရစိုးရိမ်နေတယ်အများရောမစိုးရိမ်နဲ့ဒါအဲ့လိုမျိုးပြတဲ့ဟာတကယ်ချစ်တဲ့ဖြစ်ဖြစ်နေမယ်အားရောဘယ်လိုတိနိုင်မလဲဆက်ပြီးတော့ကြည့်မယ်เนาะညီမလေးရောဘယ်လိုသဘောရပါလဲနောက်ကွယ်ကယောက်ျားလေးတယောက်ရန် risk ယူပြီးတော့เนาะသူ့မှာခလေးရှိရယ်เนาะသူ့ခလေးပဲအာဘာကြောက်တခြားကောင်မလေးကိုသူကလည်းနှစ်ယောက်နာမည်ကြည့်ရပဲဘာကြောက်တခြားကောင်မလေးကိုတွားပြီးတော့ message တော့ပို့ရတယ်အဲ risk you ဆိုတော့အကြောင်းအရာရှိဘာလေးပဲလိုအပ်လို့လဲညီမတို့ခံမနိုင်မှာဆိုရင်ဒါအခြေရင်းမှာတော်တော်ကန်ကောင်းတဲ့မိန်ကလေးဖြစ်ဖို့ပိုးပြီးကြိတ်နေပြီခုမအမရေးထားတာပါเนาะအဲအရန်အရန်အကြီးဘယ်လိုဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုတာဆက်ပြီးတော့ကြည့်ကြအောင်သူတောင်းပန်တဲ့ဗီဒီယိုလေးထွက်လာတယ်เนาะအဲရောအဲတကယ်စိတ်စီးရဖြစ်တာမဖြစ်တာဆိုတာနားထောင်ကြည့်မယ် to come on here and ask for your forgiveness. I'm just going to come on here and ask for understanding because I made a mistake, but that doesn't mean that I don't love Liz. Man, I made a mistake. မားလို့ပဲမဲ့သူ့ကိုမချစ်တော့လို့လုံးလာမဟုတ်ဒါကလုံးဝယုံကြည်ယောက်ျားချင်းချင်းအကိုတည့်အာဆက်ပြီးတော့နားထောင်မယ် I love her with my entire heart and we have a baby on the way. And over the last 10 months, I have done everything I can to give this person all that I can and to make her happy and do all of this. And regardless of how much I care, I made a mistake. And in the middle of texting somebody I should not be texting in this moment of fucking weakness, like seeking validation, and it's just a bad behavior that I. Ah, uh, validation. Validations are. သူ့ကိုမင်းကနေရမင်းကနေရဲ့ attention လိုချင်တာဖြစ်ဖြစ် validation ဖြစ် validation ဘာကြောင့်လိုချင်လဲစဉ်းစားရမယ်နော်ဆိုတော့ wizard lee ဆိုရဲ့မင်းကနေရကိုဝင်ရှိပါတယ်နော်ကိုဝင်မရှိခင်သူ့ရှေ့မှာယောက်ျားအယောက်20 30နဲ့ AB AB တယ်သူက experience မရှိဘူးဖြစ်ဖြစ်အဲ့တော့ညီမလေးကိုအမြဲတမ်းမှတ်တာယောက်ျားလေးဆိုတာမင်းကလေးရဲ့ပိုပြီး experience ရှိခြင်း เนาะမင်းကလေးတယောက်အိပ်ပူပဲဆိုရင်ယောက်ျားလေးတယောက်အိပ်ပူပဲဆိုရင် तू က10ယောက်အိပ်တော့မှစိတ်ထဲရနေပြီးတော့ဖြေတာညီမလေးကယောက်ျား10ယောက်နဲ့အိပ်ပူပဲဆိုရင်ညီမလေးချစ်သူကြီးစားအယောက်100လောက်နဲ့အိပ်ပူမှစိတ်ထဲရနေပြီးဖြေတာဖွင့်လွတ်နိုင်တာဘာကြောင့်လဲဆိုတော့ဒီကညီမလေးကအိပ်ပူဆိုတာအရန်လွယ်တယ်ယောက်ျားလေးကမင်းကလေးအိပ်ပူဆိုတာအရန်ခက်တယ်အဲ့တော့အရန်ကြိုးစားအရန်ကြိုးစားအဲ့တော့ညီမလေးကိုဒီလိုမျိုး တခြားယောက်ျားလေးလွယ်လွယ်လပ်ပေးတာတော့သူ့မှာခက်ခက်ခဲရဲ့ညာတိုင်းဟာကျေနပ်ပါမလားဘယ်ကျေနပ်မလဲဟုတ်တယ်မလားအဲ့ဒီဘောမျိုးရဖြစ်နေတယ်။အဲ့ညီမလေးကိုအပြိုစင်ဘောကထိန်းတာမှာမကြောက်လို့ဆိုတော့ညီမလေးကိုတယောက်မှမအိတ်ထောင်းဆိုရင်ယောက်ျားလေးကသူ့ရဲ့တယောက်မှမအိတ်ထားလဲညီမလေးကိုယူရဆိုရင်တန်တယ်လို့ထင်ပါမယ်။အနည်းဆုံးညီမတို့တယောက်မှမအိတ်ထားသူ၃၃လေးယောက်အိတ်ထားဆိုအာမစိုးဘူးဟာတော်တော်လေး ရတာတန်တယ်အဲအဲ့လိုမထင်ရဆိုရင်ညီမလေးကိုပို့ပြီးတော့မပြစ်သွားဘူးတဲ့ပို့ပြီးကျင့်နေပါယောက်ျားလေးတစ္ဆာရှိရဆိုပါတယ်ယောက်ျားလေးတစ္ဆာရှိရဆိုတာညီမလေးကိုဘဘတူးတောက်လို့ပြင်မယ်ညီမလေးကိုရုပ်ဆိုးရဖြစ်စေဝါလာဖြစ်စေအာညီမလေးကိုအပြိုစင်ဘွားကိုသူ့ပေးထားမှာဆိုသူ့ယောက်ျားလေးကမပြစ်သွားဘူးဒုက္ခရောက်ရဆိုပဲကူမယ်မတောင်းမတောင်းမကြောက်မကြထားမယ်အဲ့အရာမျိုးအပိုအရေးကြီးတယ် တခြားမင်းကလေးရဲ့တွားအေးတယ်ဆိုတာကစောစောဝိဇ္ဇဗီဇာကိုဝင်ရှိနေချင်းသူနဲ့မအေးဘူးဖြစ်ဖြစ်မအောင်ဘယ်ဘိုင်းနှိမ့်ဆက်ထားမှမသိရနော်ဒါမှမဟုတ်သူ့ကိုတချင်းမဆိုပေးဘူးတချင်းမဆိုရမအေးချင်အောင်မှတချင်းဆိုပေးရင်ဖြစ်တာလည်းဆိုရင်အဲ့လိုဖောက်ပြန်ချင်မှဖောက်ပြန်နေမယ်မင်းကလေးအနေနဲ့ဖောက်ပြန်တာပြောတာဒါပေမဲ့ပေးဆရာဝန်အနေနဲ့အချစ်ဆရာဝန်အနေနဲ့ပြောရမှာဆိုရင်ဒါထွက်ပေါက်တခုနော်နိုင်ငံချို့နိုင်ငံတွေမှာ အပျော်မယ်တရားဝင်ပေးလောက်ထားဆိုရင်အဲ့ယောက်ျားတွေအိမ်တော်ကွဲကိုကြီးပူနေသွား။ဒါကြောင့်ဆိုမိန်းကလေးစိတ်မပေါအောင်မအေးတချို့အိမ်တော်ကြီးတော်တော်များများနော်တလားမတစ်ခါအိပ်ဖြစ်တယ်။တစ်နှစ်လုံးမှာသုံးလေးခါအိပ်ဖြစ်တယ်။အဲ့ယောက်ျားလေးကိုနှိမ့်ဆက်တာအတူတူပဲညီမလေးကိုခေါင်းခေါင်းမူးတယ်အာစိတ်မပါဘူးအကိုပြောတယ်အဲ့လိုမျိုးယောက်ျားလေးစိတ်ပြတ်သွား။နော်သူကအင်တာဗျူးတာဆိုရယ်အပြင်မှာသွားဆောက်ဦးတာအဆင်မပြေရအောင်။အတူတူပဲဥပဒေ တရားမဝင်ဟာဆိုပူဆူတယ်တရားဝင်တဲ့နေရဆိုရင်အော်တွားစားလိုက်ဆိုအော်ငါ့မိမကချစ်တယ် तू မအိတယ်ခိစားမရှိဘူးငါ तू လက်ဆက်ပေါင်းမယ်အဲလိုမျိုးဆိုရင်အိမ်တော်ကဘုတ်တေးနေတယ်အဲ့တော့အိမ်သားနဲ့ချစ်တာနဲ့အာတချို့နေရာတွေမှာဒန်းလူဖြစ်တယ်တချို့နေရာတွေမှာကွဲတယ်နော်အဲ့တော့ယောက်ျားလေးကခွဲထားလို့ရမိန်းကလေးဆရာဘယ်တော့မှမရအဲ့ကြောင့်ညီမလေးတို့ယောက်မိန်းကလေးအနေနဲ့စဉ်းစားမယ်ဆိုတာခွင့်လို့ဆရာမဟုတ်နဲ့အမှားယောက်ျားလေးအနေနဲ့စဉ်းစားမယ်ဆိုတာအေး ဘာမှအဲ့လောက်ဒီအရေးမကြီးဘူးเนาะတကယ်ချစ်တာဟုတ်တယ်သူမမပြစ်သွားပြီးရပဲเนาะ message တွေပို့လာတော့ဘာမှအရေးမကြီးဘူးညီမလေးဘလူးထင်ပါလဲခမအောင်မှရေးတာပါဆက်ပြီးနားထောင်မယ် don't i can't believe i did it but in the moment that i was doing it i messaged that person that i was sorry and that it was wrong ဆူဇာကမာလေးကိုသူမှားသွားဆိုရယ် sorry ပြောနေတယ်အဲ့ဒါမင်းကလေးကအာမနာလိုဖြစ်နေမယ်သွားပြောတာ So Pray to God that night for strength and clarity to never do that again. That is not who I want to be. It is not what I had. I thought I, I thought I was strong stronger than this. I thought I was smarter than this. And I let something build up inside of me that ဒီနေရာနေတခုခံစားနေရတယ်အဲရောအမျိုးသမီးကသူ့ကိုဘယ်လိုမျိုးနဲ့နှိပ်စက်ထားမှမသိဘူးเนาะယောက်ျားလေးအများကြီးအိတ်ထားမှဖြစ်ဖြစ် mm. <laughs> ဒါမှမဟုတ်ငါငါပတ်ဆက်နေတဲ့ပုံပတ်ဆက်ပုံရှိတယ်အဲ့လိုမျိုးသူ့မလေးမစားဆက်ဆံမှုဖြစ်ဖြစ်သူ့စကားလားမထောင်မှုဖြစ်ဖြစ်ဟောဒါမှမဟုတ်ကိုဝေရှိနေချင်အတူမအိတ်တာပဲဖြစ်ဖြစ်ဟောတချင်းမဆိုပါဘူးပလီပလီမုံမုံကပဲဖြစ်အမျိုးဖြစ်နေတယ်အဲ့ကြောင့်ရင်ထဲမှာတင်းကျပ်နေအတင်းကျပ်နေသူအမားလုံသွားတာ I indulged in and it is it is weak and it is despicable and in this I'd like to just take full accountability I'm not trying to mm -hmm.

ယောက်ျားလေးတယောက်ကညီမလေးကိုတယောက်ထဲထားမယ်ဆိုဂတိပေးထားတယ်ဆိုရောอืมသူတိတ်ဆာဂတိမဖြတ်တယ်เนาะဒါပေမဲ့နားလည်ပြောရအဲ့လိုမျိုးအဓိကကိုယ်မပစ်တော့ဘူးအရေးကြီးရယ် emotionally ဟိုတခြားမိမလေး attachment ဖြစ်လို့အရေးကြီးညီမလေးကလည်းမိဖုရားဖြစ်ချင်ဆိုရင်ဒီလိုမျိုးမောင်းမလေးဘေးသားစကားထိုးတာဟာလေးကိုနားမယောင်နဲ့ဘာကြောင့်စဉ်းစားကြည့်တစ်ချိန်ချိန်မှာညီမလေးအင်တာထထားတဲ့အမျိုးသား မတရားဆွဆွခံရတယ်မိမတယောက်လားသူ့အနိုင်ကျင့်ပါတယ်ဆိုပြီးတော့နော်ညီမလေးကိုယောက်ျားထောင်းကြပါတယ်အဲ့ဆိုဘယ်လိုလုပ်မလဲနော်ညီမလေးကမိမမြက်မိမကောင်းမိမမြက်ပီတာဆွန်နဲ့ကိုယောက်ျားလုတာမဟုတ်ဘူးဆိုပြီးတော့တက်တင်ရှာပြီးတော့စ조사ရမှာမိမမိမကောင်းဆိုရင်အမှန်ပြောရမှာမပြစ်ပဲနဲ့ဒီမိုကရေစီဆိုတာဖြစ်နိုင်တယ်ယောက်ျားပူအောင်မြင်ရင်တိုးတက်လေလေနော်ဆွဆွဲရမယ့်မိမအများကြီးပါလာနိုင်တယ် เนาะပြောရမယ်ဆိုရင်တော့ဆုံးယောက်ျားเนาะဒီလိုမျိုးအပြေမှာသွားအိမ်မိတာမှာเนาะမှားမိတာမှာเนาะအားမျိုးကကိစ္စမရှိတဲ့ဘူး။ဒါကြောင့်ဆိုတော့စွစွာဆွဆွဲခံရမှာကိစ္စမျိုးဖြစ်နေဆိုရင်ဟိုမမမမရက်တည်လို့ကို့ပေါ်အရန်ကောင်းယောက်ျားဆိုရင်เนาะအမြဲတမ်းအမြဲတမ်းကို့ပေါ်တိုးတက်လုပ်ပေးတယ်ကျင်နာတယ် အဲ့မျိုးဆိုရင်ဘလို့ပဲဖြစ်နေပါစေတခြားဘာပဲဖြစ်နေပါစေဒီမားတွေကိုမမမမရက်တည်ပေးတယ်အဲ့မျိုးရက်တည်ရတာမိမဲကောင်းမင်းမမြတ်မျိုးနော်အရေးကြီးညီမာတွေကအပြုံမစစ်ဘူးဆိုရောယောက်ျားစေစီရနေပြီးတော့တခြားမိမနဲ့တော့မအိပ်ပါနဲ့ပြောရတာအရန်လုံပါပြီအပြုံစစ်တယ်ဆိုရောအဲ့လိုမျိုးတောင်းဆိုတာတိတ်ရောမလို့အဲ့ကိုပြောရမဆိုရင်တိတ်ရောမလို့အဲ့အပြုံစစ်တဲ့မိန်းကလေးတွေပဲဖြစ်အောင်လုပ်ပါဘာကြောင့်အဲ့ယောက်ျားလေးနားလည်နေတယ် ူကမှကိုကိုအပြိုစင်ဘွားပေးထားရမယ်သူတောင်းဆိုတာဒါလေးပဲတော့သူ့ကိုလိုင်းလိုင်းရောလိုက်မယ်နော်လိုင်းရောတခြားကောင်မနေတဲ့စကားမပြောဘူးအပြင်မှာအပြောမနေတော့အေးအေးခင်းစားမရှိဘူးအဲ့လိုမျိုးဆိုခင်းစားမရှိဘူးဆိုရင်နေတခြားကောင်မနေစကားမပြောအဲ့လိုမျိုးဖြစ်သွားတယ်နော်နောက်တစ်ခုအရေးကြီးတယ် list မင်းကလေးအမားကြီးမိုင်းလောက်နော်ညီမလေး brain wash မခံဘူးအရေးအရေးကြီးအရေးအရေးကြီး ရအရေးကြီး तू ကဘာပြောတာ Lisa Instagram story မှာရေးထားတာเนาะ Man want to lead the world but can't even control their lust ယောက်ျားတွေကခေါင်းဆောင်ခြင်းတယ်ကဘာယူဥဆောင်ခြင်းဒါပေမဲ့ तू ရဲ့ဟိုစိတ်ကိုမထိန်းသားနိုင်ဟောခက်တာကဟိုစိတ်ကြီးရဲ့အတွက်ကြောင့်ယောက်ျားတွေကဘာယူဥဆောင်ခြင်းတာဘာကြောက်လဲညီမလေးတို့နေရကိုယ်တက်တာယောက်ျားတွေပဲလိုချင်တယ်ဟုတ်တယ်မလားခေါင်းဆောင်တွေပဲလိုချင်ခေါင်းဆောင်ဖြစ်မှာပဲမိမအများများရရ အညာခေါင်းဆောင်ဖြစ်ချင်တာရှိရှိနေမယ်เนาะညီမလေးကိုပြန်ပြောရမယ်ဒါပြန်ပြီးတော့เนาะယောက်ျားနဲ့ပြန်ပြောရမယ်မိဖုရားဖြစ်ချင်တယ်ဘာကြောင့်မောင်းမနေဘူးဆိုင်တယ်တခြားခေါင်းမနေစကားပြောဘာကြောင့်ဘူးဆိုင်တယ်အဲ့လိုပြန်ပြောရမယ်ဟုတ်တယ်မလားပြီးတော့အသေးကွဲအနေနဲ့เนาะသူ့ကိုမုန်းတဲ့လူတွေသွားပြီး celebrate လုပ်ရတယ် I will always have the last love he lost everything i gave everything သူအကုန်ဆုံးရှုံးသွားတာအကုန်ရတယ်အာအဲ့ attitude ကမကောင်းအဲ့ attitude မကောင်းဘူးလေ စောစောယောက်ျားလေးကစိတ်ထဲဟာနေပြီးဖောက်ပြန်ဖြစ်ဖြစ်နေတယ်။ attitude အရေးကြီးရေနော်။ဒီလိုကိစ္စဖြစ်သွားဆိုသူသူပဲရှုံးရမှာမဟုတ်ဘူး။ညီမလေးကိုရှုံးတယ်။ပြောချင်တဲ့ဘဝအဲ့လိုမျိုးမိန်းမတွေကိုတွားစကားနားထောင်မယ်ဆိုညီမလေးကိုအိမ်တော်ရေးစကားအိမ်တော်ရေးအခြေမှအစီမပြုပုံများတယ်။သူပြောစကားလေးကယောက်ျားမကြိုက်တဲ့စကားလေးပဲ။ပြီးနောက်တစ်ခုပြောတယ်။ရာဒီဗီဒီယိုမှာ तू စိတ်ထဲအောင်ထင်းလိုက်တယ်မ तू ဖောက်ပြန်မယ်လို့ထင်တယ်။ ဖောင်ပြမဲ့ထင်တယ်အဲ့တော့ချက်ချင်းတွေ့သွားတာသူကံကောင်းတယ်လို့သူကပြောပါဗျ no will my choose yourself and walk away from the first time do you pop ပြန်ခံရမှာဆိုချက်ချင်းထွက်သွားပါဘူးအာစဉ်းစားမင်းကလေး तू မှပတ်ဆက်ရှိပါလေ तू ရဲ့ပတ်ဆက်ရှိပါလေပတ်ဆက်ရှိရရင်မင်းကလေးအမှားပါလေပတ်ဆက်မကြည့်ပြီးတော့ no तू ပေးတဲ့လက်စုံတသိန်းတန်လက်စုံရောင်းပြီးတော့ single mom ကိုညှူနိုင်မယ်ပြောပါပြောတယ် no ပတ်ဆက်ရှိရတယ်ကလေးကိုမကြည့်အောင်ကလေးကအဖေမရှိဘူးဆိုရင် ကလေးဆိုးဖြစ်ဖို့ကေပူများတာเนาะအဲ့အရေးကြီးမိသားစုမပြိုခွဲဖို့အရေးကြီးเนาะမိန်းကလေးအဲ့အများကြီးအမှားအမှားလောက်လာเนาะသူကတကယ်နောင်သားရနေပုံနောင်သားရနေပုံเนาะ message လေးပို့ပါပဲဘာ it's not so pretty ပြောမှာဆိုရင်ကလေးအဖေမဲ့တာဆိုင်ရင် not pretty เนาะအဲဒါအစတည်းကနေရောလက်မထက်ခင်ကလေးမိနေတော့ဟောကျင်းနေမှလုံပေါ့ဟောတယ်မှာ ပြီးပါရင်အစတည်းကတွဲထားဒီလိုမျိုးရောက်ကြမျိုးမဟုတ်ဆိုရင်မဟုတ်ပါမဲ့တွေ့ပေါ့ဒါပေမဲ့ဒီမှာခံမအောင်မရဘူးဒါပေမဲ့တစ်ခါတလေစားရမှာဖြစ်တယ်ဟုတ်လားကဲအဲ့တော့အရေးကြီးရတာကိုအရင်ပျော်နေတာဆိုရှယ်မီဒီယာအများကြီးတည်ဆိုမလာလို့ဖြစ်ပြီးတော့ message ပို့ပို့နေမယ်เนาะစစောတက်တင်ပြနေလို့ပို့တော့ထားတာပေါ့တချို့တွေကဒီလိုမျိုးဟိုအထင်လွဲအောင်ကြောက်တော့အများကြီးရှိရှိနေမယ်ပြပါအရေးကြီးရပါတယ်အရေးကြီးရောက်ကြတဲ့ပူပီးတစ္ဆာ အာပို့ပြီးတော့တယောက်ထဲထားစေရင်ကိုယ့်အကူအပြိုစစ်မှုကပို့ပြီးတော့ကျင်းတယ်အပြိုစစ်တန်လဲယောက်ျားတယောက်ထဲထားမှတော့မထင်နဲ့ဒါပေမဲ့တယောက်ထဲထားမှတင်ပုံများယောက်ျားလေးရဲ့ဆက်ရညီမလေးတို့တယောက်အိတ်ထားတယ်ဆိုရင် သူဆက်ရောင်းတဲ့အိမ်တော်မှာဆက်ရဖြည့်တာတော့ညီမလေးကိုနည်းနည်းတတိတတိနေမယ်เนาะဒါတော့အနောက်တန်းယောက်ျားဘယ်လိုလဲအနောက်တန်းယောက်ျားပြောပြမယ်ကြည့်တာသူသူရဲ့ ဟိုမိန်းမကလေးတွေရှိတယ်ပြီးတော့သူ့ရဲ့အရေးချင်းမရှိတော့တီးခံပြီးတော့မိန်းမမရှိတော့အဲ့အမှအပြိုစစ်စစ်မှရှာယူမှာဆိုမရနိုင်တဲ့သူကြောင့်အားလုံးကတီးခံပြီးယူနေတာသူ့ရဲ့အပြိုစစ်စစ်ဆိုရင်စေးကြီးပေးတာပေးဝယ်တာရှိရနော်ပေးဝယ်တာရှိအားကြောင့်ယောက်ျားတဲ့ယောက်ျားတဲ့ဖြူစင်နေသဘောကျနေပဲရေးစားမယ်အဲ့ကောင်မလည်းသူ့မလေးစားဘူးကသူအဲ့လိုစိတ်ပြီးတော့လွဲသွားတာဖြစ်နေတယ်ပြီးတော့သူ့စကားလည်းမထောက်တော့ သူစိတ်လိုအပ်နေတဲ့တကြောင်အာတွားပြီးတော့ဖောက်ပြန်တာဖြစ်ဖြစ်နေတယ်ပြီးတော့ तू ကအဲ့လောက်ဒီမဖြူစင်ဘူးအများကြီးအိတ်ထောင်ဟာငါလည်း तू तू နဲ့ကလေးနဲ့เนาะတတလုံးမနေခင်ငါလည်းညံ့များစားနေတော့စားနေမယ်လို့ဖြစ်နေဖြစ်နေတယ်အမျိုးဖြစ်နေတယ်เนาะအဲ့ဒါညီမလေးရောဘာကြောင့်ဒီလိုမျိုးအရေးစုပ်ပြီးတော့နော်တခြားမိမရဲ့ဆက်သွယ်ခြင်းမှာလည်းခုံမမှာရေးတာပါဒီလိုအချစ်ပညာပူပြီးတက်ခြင်းဆိုရင်အချစ်ကံကောင်းခြင်းဆိုရင် left on the rich ကဘာပတ်အမေရိကန်အချစ်ဆရာဝန် channel subscribe လုပ်ကြပါ playlist မှာအချစ်နဲ့ပတ်သက်တဲ့ပညာရေးတွားပြီးတင်ရပါတယ်ဒေါက်တာနဲ့ဆွေးနွေးကြရဆိုရောနေ့နေ့ကို YouTube video description ကိုမှာပေးတာပါပေးတာပါလေ share လုပ်ထားပါ subscribe လုပ်ထားပါ